နော်ဘုံကြောင့်ဆန်းမြင်းစည်းကြီးကိုရှိတော့အဲ့ဒီဖွန်ပွဲနော်ခွန်ဆက်လေးခုလောက်လာနေတယ်အဲ့ဒီအဲ့ဒီတော့ကမြန်တဲ့ဘုံတရင်တောက်ပြအဲ့ဒီတော့ကတင်းမုံတရင်သာတိုက်ကဘူမှုစောမြင့်ဒုတိယအိတ်တန်ကျုပ်ပေါ့နော်ဟာသူကတခါလဲသူကစာထွက်ထားတယ်ဒီဟိုဟာအာဇာနည်းနဲ့ပတ်သက်လို့မြန်တဲ့ဘုံတုံးညင်လို့ဖလင်တလေးပို့ပွေပါဆိုပြီးအဲ့တော့ကင်မရာမရှိဘူးတရားအော်အင်းနော်မရှိပါမယ်လို့တရင်တောက်ဘဝမှာတရင်စာဆရာကြီးကိုတက် ဝါရင်းနဲ့ပုံကိုယ်တွေတရင်စာတရင်စင်ရပုံကိုယ်တွေလိုင်းနဲ့သူတို့နဲ့ထစ်ချက်မကွာပါတယ်။အာဘယ်ကအဲ့ဒီတရင်စာဆရာကြီးတွေလာပြီဆိုလို့ရှိရင်အဲ့ဒါထစ်ချက်မကွာပါတယ်။သူတို့ဆရာနီးယူတယ်။အင်းအင်း။နောက်အဲ့ဒီမှာတရင်စင်ရပုံကိုယ်တွေလာတယ်။အဲ့ဒီဥမြတ်သားတို့ဥမြတ်သားတို့ဆိုရင်လည်းခုတော့တတိစင်ညာရှိရှိကြမှာရှိတော့ပဲနော်ဥမြတ်သားတို့နောက်တရင်စင်အဖွဲ့တွေနောက်ကျွန်တော်တို့ဗုဒ္ဓတော်တရင်စာတိုက်ကဥစိုးမြင့်လို့နော် အထောက်ချုပ်ပေါ့နော်သူကလည်းမြူးတစ်သားနော်နောက်ဦးသားမြင့်အဲခေါင်းကြီးသူကခေါင်းကြီးပန်းရေးတာနောက်နိုင်ငံနိုင်ငံရေးရမှာရေးတယ်အောင်ဝင့်သူကမကွေးမြို့နယ်လက်ပလူရွာရွာသားပဲသူကလည်းအောင်ဝင့်ဆိုတာနော်အဲ့ဒီမှာဒီလိုဘာလို့ဘာလို့ရတယ်လို့ဆိုတော့နော်ဗရင်းနေဦးတခါလေရေးရေးပို့ရတာနောက်သူသူကြကြတခါအဲသူဆက်သွယ်ဒီလိုတော့မကွေးရဦးအောင်ကိုအောင်ဟင်းဆိုတာရှိတယ် အဲ့တော့ပမညာတာဖွဲ့လေအဲ့ဥစားကရကြောင်းတွေ့တရားလို့အဲ့ပမညာတာလည်းများတယ်နော်အဲ့ဒီမှာသူကနေပြီးတော့သူတကယ်ချင်းကိုစားမြင့်စီအဲ့ဒီပြဘိုးတော်အဲ့ဒီပြစီကိုဖုံးဆက်ပေးလိုက်လို့อืมเนาะဒါငါတူอืมနာကြီးဘူးဘူးဆိုပြီးတော့သူကလည်းဖုံးဆက်ပေးတယ်နော်နောက်တစ်ခါလူပတ်ပြည်သူနေစင်မှာเนาะဥကျော်ရင်ဖြန့်ချင်ရင်းမှုอืมအဲ့သူရဲ့အဆက်အသွယ်နဲ့ working people သတင်းစာတိုက်မှာလေ တပီတော့အင်္ဂလိပ်စင်းစင်းသာတိုက်မှာလေ206 106ဝါက206ဆိုပြီးတော့ ring top number ရတယ်ကြီးမှမှာလေရနော်အဲ့လိုဘက်စုံကနေပြီးတော့တူပါတာပေါ့နော်ဒီတပုတ်တဲ့ဝယ်အုံလေးကိုခွဲထည့်လို့ရတာပေါ့ရတယ်နော်ခွဲထည့်ပုံစံနော်အဲ့ဒါမှကောင်းပါအဲ့တော့သတင်းတောက်တယောက်ဖြစ်ဖို့အတွက်ကိုတနည်းနဲ့လည်းမရဘူးလင်းကားနဲ့လောက်ကျူးစားတယ်နောက်ပတ်ရဖို့ကျူးပေါ့နော်လက်ရှိသတင်းတောက်တွေနဲ့လည်းအဆင်ပြေအောင်ပေါင်းပါလေကို့ဆရာတွေကို့ နောက်တပည့်တော်ကသူတို့လည်းကိုယ်လုံရောက်ပါပြီနော်ဒီတရဲစွာတိုက်တွေအားလုံးရဲ့အဲ့ဒီတုန်းကမူရှိတယ်ဝင်တန်းပြီးတရင်တော်မလို့အောင်ဩအဲ့ဒီတုန်းတိုင်းမူရှိတယ်နော်တချို့လည်းလောက်ကြတာလေးတွေရှိရှိတဲ့အခါကျတော့အဲတပည့်တော်ကိုပဲဒါဟိုဟွာလေးတွေပေါ်လေဒီရုံရုံကြည်ကြည်နဲ့တပည့်တော်ကိုပဲတရင်စွာတိုက်မြောင်းများစွာတပည့်တော်ပဲသူတို့ကိုစားလေးတွေရေးရေးပေးရတယ် နောက်ဒီသတင်းတောက်တွေကိုထုတ်တယ်ကျင်းမှုဆိုလေကျင်းမှုဘိုးတော်ဆိုလေဘိုးတော်လာစားပေးစီအောင်လို့ထုတ်ပြီးအဲ့ရောအဲ့ဒီကအဲ့ဒီခါကနောက်အခမဲ့ပေါ့နော်သတင်းတောက်အဲ့တပြီးရောသတင်းတွေကိုကျင်းမှုမှာဆိုရင်ကဆာအကျိုးဆောင်ကဆာဆိုတာကြော်ဆောင်မဟုတ်ပါဘူးတချို့ကကြော်ဆောင်တယ်ထင်တယ်ကကာကြီးဆလိန်ကဆာလို့ခေါ်စားကုန်းအကျိုးဆောင်ဟောအကျိုးဆောင်ငငယ်ငယ်ပဲ ကျော်စမ်းမယ်ထင်ကြတော့ဆောက်ကျော်စမ်းမယ်ဒီတော်မြတ်မေးကြတယ်။နောက်အဲ့လိုပဲဒီတရင်စားတဲ့နေပတ်သက်လို့နော်တရင်ယူတဲ့နေရာမှာဖြစ်စီနော်တရင်လိုက်တဲ့နေရာမှာဖြစ်စီနော်ကိုပင်ကိုပင်မနဲ့စိတ်ပင်မတော့လဲစိတ်ပင်မနဲ့လို့မထင်ဘူးနော်နောက်ဒဇုံတရားအချို့မြတ်ဆိုအဲ့လိုအိမ်မက်တော့မမက်ဖူးတဲ့အရာတွေပဲနော်ခုခုဒီနေ့ဒီနေ့နောက်ပိုင်းပေါ့လေနော် ခါတဲ့အငတ်နှက်ပြခံပြီးတော့တရင်ပုတ်ရေပေါ့မြောင်မရဆိုတာတောင်းချီတိတ်ချီပြီးတော့ရေးခဲ့တာပါအေးဘောဆိုင်ဆိုင်ဆိုင်ဖုန်းနဲ့ဟုတ်တယ်အန်ဒရီဖုန်းနဲ့အဲ့တော့ပို့ရလားဂျီမုံမြန်မာအလင်းနော်ဘုတ်တထောင်နော်ခုမြန်မာတိုင်းနေစဉ်မန္တလေးဟန်သာဝရီပြည်တော်စုနေစဉ်အားစာရေးခဲ့နော်ရေးလို့ရတဲ့လက်ခံတဲ့သတင်းစာတိုက်မှန်သမျှဟုတ်ဘုံမမကုန်းမလေယာစီးဘွားကုဆရာမြတ်စိုးနော်လိုင်း အဲသူဦးစီးရဲ့ဒီလေယာစီးဘွားမှာဆိုလို့ရှိရင်လေယာစီးဘွားတရင်နေ မုံဆယ်တွေဘာဒီမျက်နှာပုံဆောင်းမရအများကြီးအများကြီးရေးခဲ့ဆရာဦးမြတ်ဆိုတာဒါကြောင့်ဟိုတရင်နေတရင်ဆောင်းမရအများကြီးရေးခဲ့တာပဲဆိုတာတနည်းအားဖြင့်ဆရာတော်ပြောသေးတယ်နော်ခုဆရာဦးရဲ့မြင့်ဖေတို့ဒါချင်းမူဒီလိုရဲ့ဆရာတွေပဲဆရာဦးရဲ့မြင့်ဖေတို့ကမြန်မာတိုင်းမှာမြန်မာတိုင်းမှာတော့မြန်မာတိုင်းဆက်ဆရာရဲ့တတိယကြီးဆိုတော့မြန်မာတိုင်းမှာ တတိတောက်ပေါ့နော်နောက်ဂျာနယ်ဆိုလို့ရှိရင်လည်းမိခင်ဂျာနယ်ဆိုတဲ့နေဆရာဒေါက်တာတင်ထွန်းထုတ်တယ်ပြည်မြန်မာသတင်းလုံးနော်အဲ့ဒီမှာလဲသတင်းတွေပါလေအထူးစမ်းနော်တကယ့်ကိုမှတ်လောက်သွားတာသတင်းတွေအများကြီးရေးခဲ့ပါလေနော်နောက်ဒီဈေးွက်ဂျာနယ်ဆရာမောင်မြင့်မြတ်သူကန်ရင်တော့လေရှင်မောင်မဂ္ဂဇင်းမှာပြန်နိုင်ရေးခဲ့တယ်ဆရာကျော်စိန်မင်းတို့ သူတို့အိမ်သာဒီဘဝနဲ့ခိုင်းဆောင်းမအရှိကြီးနော်စီဝါရေးတဲ့ရင်ကြမရေးတဲ့ရင်နော်ရင်ကျိမှုဘာညာအကုန်တရင်မြောင်တရင်ဆောင်းမကြီးအများကြီးရေးစားခဲ့တယ်နော်အဲ့တော့ကတရင်တောက်တယောက်ဖြစ်ဖို့အတွက်ကလက်ရှိရှိပြီးသားပုံကိုလည်းသူကအာမင်းပြီးပြီးတော့ဆိုပြီးတော့ဖဲထုတ်မှာပြူတလေးစားနဲ့လက်ရှိတရင်တောက်ပြီးရဲ့လက်လက်တဲ့နေရမှာကျူးစားပြီးတော့ကြက်ကုန်ကြက်ခဲနဲ့လုတ်ခဲ့တာဆရာအောင်မရစီလည်း မှတ်မှတ်သားသားလေးပြောအောင်မယ်ဆရာအောင်မလားစီလေရေးဘူးလေဆရာကကျွန်တော်သတင်းတော့ဖြစ်ချင်တယ်နော်အဲ့တော့သူကစားလေးဆရာအောင်မလားရဲ့လိန်နဲ့လေသီးသီးလေးရဲ့နော်ဆရာအောင်မလားဗာရေးပြီလေဗာပြောလေဆိုတော့သူကတော့ရွယ်ဟောင်းနေချွေးပြီဆိုရင်တဲ့ရွက်တဲ့နေဝေးလာပါလိမ့်မယ်သူအဲ့ဒါလေးပဲသူကပြောတယ်ဒါမကျင်တတ်သေးဘူးသတင်းတော့ဖြစ်ဖို့တော့ဆရာမောင်ဝင်သဗုဒ္ဓံသတင်းစား အဲဒီတာပေါ့နော်ဆရာမောင်ဝင်သားကိုစာရေးတယ်သူနဲ့လည်းအဲ့ဒီတော့မရင်းနှီးလူချင်းမတွေ့သေးဘူးစာရေးတဲ့ခါကျတော့ဆရာကကျွန်တော်စာရင်းတော့ဖြည့်ကျင်တယ်ဘယ်လိုဝင်လူဆိုတဲ့ခါကျတော့ကျွန်တော်ဘာတွေဘာတွေလုပ်အောင်လဲလို့ပြီးတော့ဆရာမောင်ဝင်သားကလည်း तू ကလည်းလေးရင်းလေးသေးသေးလေးဟုတ်လားဆရာမောင်ဝင်သားကတော့ဂုတိရှိပါလေတက်တော့90ကျော်ပူရှိပြီဖြစ်တယ်သရင်းသားဆရာကြီးတက်ကတော့မြတ်သူဆရာမြတ်သူသူကတော့ဘာရေးပေးလဲဆိုတော့ တရင်တော့ဖြစ်ချင်းတဲ့တက်ကတော့မြတ်သူရေးတဲ့ဘက်စုံတရင်သာပညာကိုဖတ်ပါတဲ့အဲသူကဒါပဲရေးပြလိုက်တယ်နော်အဲ့လိုအဲ့လိုအဲ့တော့ဒီတရင်ရင်းကြီးရင်းဟန်နေပါလိနော်ဒီတက်ကတော့မြတ်သူရေးတဲ့ဘက်စုံတရင်သာပညာလေးကဖတ်ပြီးတော့တရင်ကောင်းစဉ်ကိုဘယ်လိုတမယ်ဘယ်လိုရေးရမလဲတရင်အနစ်ချုပ်ကိုပေါ်လောတခါတည်းရေးသားနေပြီနော် ဒါကြတဲ့ဟောရင်ဒိုင်နေဖြစ်အောင်တန်းပြီးတော့ဟိုဒါကြတဲ့တရင်အဖွင့်မှာရေးတာလေပေါ်ပြနေတရင်ရေးနေတယ်စဉ်းစားကြည့်တယ်အဲ့လိုကျူးစားလာခဲ့ရပါတယ်နော်ကျူးတော့တရင်တော့ပွားရတဲ့စာမူကားလေးပြီးဘယ်လောက်ရလဲဆိုတော့ငါးချက်ပဲရတယ်စာမူကားအဲ့ဒီဘုံကျုပ်မြင်းစည်းကြီးကိုတွန်းဟာဆော့ဆော့တခါပြန်ပြီးတော့ဆက်မြင်သွားကို့မှာကင်မရာမရှိဘူးမရှိတော့ဘာလုပ်ရလဲဆိုတော့မြို့ပေါ်မှာကိုနဲ့လုပ်ဖို့ကံပဲဒီတရင်တွေကလိုက်လိုက်ယူတဲ့တရင်တော့တွေ့ ဟိုဟာဓာတ်ပုံပညာရှင်ကိုခေါ်ရတာခေါ်ပြီးတော့တရင်စင်အဖွဲတွေကလည်းဗိုလ်ချုပ်ကြီးဖွင့်ဟိုဖွင့်ပွဲမတိုင်ညံ့နေသူတို့ကနေပြောတရင်စင်ကလည်းလာပြီးဓာတ်ပုံတွေရိုက်တာကိုအဲ့တော့တပီးတော့ကဘာလုပ်တာလဲဆိုတော့ဘဲခုံဘဲနေရကဘဲတစ်ချက်ရိုက်တယ်ဘဲခုံကဘဲတောက်ကရိုက်တယ်ဘဲအဆင်းကရိုက်အဲ့ဒါလေးပဲတပီးတော့မှတ်ထားမှတ်ထားပြီးတော့အဲ့ဒီမကွေးရဓာတ်ပုံသမားကြီးကိုမိတ်ဆွေဟိုဟာတွေကိုရိုက်ခိုင်းတယ်ဖလင်တလေးကုံရိုက် ိုက်ခိုင်းပြီးတော့ကျင်းမုံပသင်းသာတိုက်ကိုအိုက်ဘူမှုစောမြင့်ဒုတိယအိတ်ကြကျုပ်သူစီပေါ်သူကဖြားနေပြီးသဘောလေးကိုကြားမောင်းမောင်းမင်းတို့လူငယ်လေးတို့သဘောကြားဆရာနော်အဲ့တော့ဘာဆုပေးလဲဆိုတော့မွေ90ကျပ်ဆုပေးတယ်อืมနော်ဟိုဟာဟိုမိကအိုက်ကကဖလင်ပေါ့နော်อืมအဖလင်တလေးအဲ့တော့ဘလောက်ကြားလဲ အဲ့ဒီတော့ဖလင်တလေးကလည်းဈေးတော်တော်ပေးရတာပဲဖေ။အဲ့ဒီတော့ဆိုလို့ရှိရင်မကွေးနဲ့ရန်ကုန်ကားက15ကျပ်20အထိလောက်ပဲရှိတယ်။ဩဘုဒ္ဓရောင်တရင်စာတိုက်မှာငွေတကျပ်ပေးလို့ရှိရင်တာမန်ပုဂ္ဂိုလ်လေးနဲ့ဝါတယ်။အသာတုံးတလုံးပါတယ်။ဓာမုံကျဲ့ဥပါတယ်။တကျပ်စာမစားဘုဒ္ဓရောင်တရင်စာတိုက်။ဟုတ်။အဲဟုတ်တာဒါဒီပြီးတော့ ဒီသတင်းစာနဲ့ပတ်သက်လို့တော့သတင်းဆောင်ပါးတွေဟိုဟာစီးပွားရေးဆောင်ပါးတွေဒီတော့အများကြီးရေးခဲ့တယ်เนาะဒီသတင်းစာတိုက်တွေဒီလိုဘာအကျိုးပြုခဲ့လဲဆိုတော့ဒီလိုငငယ်ကတပည့်တော်ကိုအဲ့ဆရာထောက်ပုံတော်လည်းတိတ်ချစ်တယ်သူကเนาะသတင်းစာဆရာလည်းဆရာလည်းဒိုဟာနဲ့အဲ့ working people ဟောသတင်းစာ editor ချုပ်တယ်ခေါ်ခေါ်တွေ့တယ်သူကခေါ်တွေ့ပြီးတော့အဲ့ဒီမှာဗမာလိုရေးတာပါပဲသူတို့ပဲအင်္ဂလိပ်လိုပြန်ပေးတာပါเนาะ ပြန်ပြီးတော့အဲ့ဒီအတိုင်းမြန်မာလေယာဉ်ဖွံ့ဖြိုးပန်းတာဒီငွေကြေးတွေ